hello မြန်မာခင်ကျွန်တော်ဒီနေ့ပြပတ်တမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအထားဖြစ်မှာ subscriber page တခုဖြစ်ပါတယ်ဒီ page quality အနေအထားဒီ page owner မသိနားမလည်းပဲဘလို့အမားမျိုးလုပ်ခဲ့မိတဲ့အတွက်ကြောင့်မို့ straight ဒီအများကြီးဒီမှာ page quality အနေအထားဖြစ်သွားခဲ့တဲ့ဆိုမှဒီနေ့ဒီပြီးမှာအလုံးအသေးစိတ်ကျွန်တော်ပြပြရှင်းပြပေးပါဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ page quality အနေအထားနဲ့အစိမ်းအောင်ဘလို့ပြပြင်သွားရမယ် Facebook team ကိုဘလို့ request တွေပြီးတင်ပြီးသွားရမယ်ဆိုမှလည်းအလုံးကျွန်တော်ပြပြပေးမယ်ပြီးလို့ရှိရင်ဒီ page မှာ straight အများကြီးထိတဲ့အတွက်ကြောင့်မို့ဒီမှာဆိုရင် page is recommendation မှာလည်း F life wish ဖြစ်တော့ခဲ့တဲ့အတွက်ကျွန်တော် wish က wish englishman ကြီးကြတဲ့အတွက်ကြောင့်မို့ဒီဟုတ်စားလေးပြန်မှာ wish englishman ပြန်ကောင်းလာအောင်ဘလို့ enable လုပ်ပြီးသွားရမယ်ဆိုမှဒီဗီဒီယိုမှာအားလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်။ခါတိုင်းအပြည့်ကျွန်တော် wish မှာဒီ demonstrate အများကြီးထိတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော် wish က has been and purpose has been suspended ဖြစ်တော့ဘုန်းနိုင်တဲ့အတွက်ကြောင့်မို့ဒီ wish ကိုအမြဲဆုံးပြပြနေတဲ့ပို့ပြီးကောင်းမယ်ဖြစ်နေတဲ့အမှားဖြစ်နေတဲ့ copyright content တွေကို share ပြီးဖြတ်ပြီးမှ request ပြီးနေပြီးသွားရမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်သူရဲ့ wish profile ကျွန်တော်တစ်ချက်လာလိုက်မယ်။ ားပြီးဆိုရင်ဒီမှာတစ်ချက်ကြည့်မှာဆိုရင်ဒီဗီဒီယိုကျွန်တော်ကြည့်တဲ့ခါမှာလည်းဒီဗီဒီယိုကသူကိုယ်တိုင် fantasy ထားတဲ့ဗီဒီယိုဖြစ်တယ်ဒါပေမဲ့ဒီဗီဒီယိုရဲ့နောက်ခံတစ်ချင်းကျတော့ copyright ဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာဆက်လက်ပြီးထားမယ်ဆိုရင်နည်းနည်းကြာလို့ရှိရင် page က straight TV မှာ ဒီ page ကပြတ်တော့ခွင့်နိုင်တယ် has been suspended has been and public ပြတ်တော့ခွင့်နိုင်တယ်အဲ့ဒါကြောင့်မို့ဒီ video လေးကျွန်တော်ဖြတ်ပြီးသွားရမယ်ကျွန်တော် page မှာ video တင်တဲ့ short video ဖြစ်စေ long video ဖြစ်စေ original video တင်ရပါမယ်အကယ်လို့ copy ကူးပြီးတင်တယ်ဆိုရင်တော့ copy looking ကဘယ်လို edit တော့ရလဲဆိုမှအရှိပြီးဒီမှာကျွန်တော်ပြတ်ပြတ်ထားတဲ့တစ်ချက်တစ်ချက်တွားကြည့်နိုင်ပါတယ်ပြီးလို့ရှိရင်ဒီတက်ပုံနဲ့ပတ်သက်ပြီးမှလည်းအဲ့လိုပဲကိုကဈေးရောင်းတဲ့အတွက်ကြောင့်မို့အခြား social media ဒိုင်းနေပြီးပို့လိုက်တက်ပုံတွေကို download ဆွဲပြီးတင်ရမယ်ဆိုရင် copy copy ထိပို့နိုင်တဲ့အတွက်ကြောင့်မို့အဲ့တက်ပုံတွေကျွန်တော် download ဆွဲပြီးပြန် edit လုပ်ပြီးမှအဲ့ဒါမှ page မှာတင်ပြီးသွားရမယ်ဘလို့ edit သွားရဲဆိုမှအလွယ်ကူဆုံးဖြစ်အောင်ကျွန်တော်တို့ video file လေးနဲ့ပြပေးထားတဲ့ excerpt တစ်ချက်သွားကြည့်နိုင်ပါတယ်အဲ့အတွက်ကျွန်တော်အရင်ဆုံးဒီ page မှာဖြစ်နေတဲ့အမားကိုကျွန်တော် live group အနေနဲ့ပြမယ်အတွက်ကြောင့်မို့ဒီဖက်ကိုကျွန်တော်တစ်ချက်သွားလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ helen sport ရှိရယ်ပြီးလို့ရှိရင်ဒီမှာ sport and boss တစ်ချက်သွားမယ် ပြီးရင်ကျွန်တော် your alert တစ်ချက်နှိပ်ပြီးသွားမှဆိုကျွန်တော်ဒီမှာဆိုရင်ထိနေတဲ့ content တွေအများကြီးရှိရပေါ့နော်ဒီဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်၃ခုလောက်ကျွန်တော်တစ်ချက်ဖြတ်ပြပြီးမှဖြစ်ပါတယ်ဘလို့ဖြတ်ပြီးသွားရမှဆိုမှပေါ့နော်ဒီ video ဆိုလို့ရှိရင်တော့ copy video ဖြစ်ပါတယ်နောက်ခင်တစ်ချက်မှာ corporate အများကြီးဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီဥစ္စာကျွန်တော်ဖြတ်ဖို့ဆိုရင်တော့ကျွန်တော်ဒီအပေါ် yes ဆွဲလေးကျွန်တော်တစ်ချက်မယ် yes ထားလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာအဝါရောင်လေးပြပြီးမှဒီဗီဒီယိုကျတော့ only you can see this video ဆိုတော့ဒါကျတော့ page admin page owner ကိုတည်းနဲ့မြင်တွေ့ရတယ် အခြားလူတွေမမြင်တွေ့ရတဲ့အတွေ့အကြုံကိုဆက်လက်ပြီးထားမယ်ဆိုလည်းအလကားတက်တက်ဖြစ်ပဲဒါပေမဲ့ဆိုဂျိုအနေနဲ့ page ကဒီ not gen straight team page က has been and public ဖြစ်တော့ဘုန်းနေတဲ့အတွေ့အကြုံကိုဒီဗီဒီယိုကျွန်တော်ဖြတ်ကိုဖြတ်ရပါမယ်အဲ့အတွက်ကျွန်တော်ဒီမှာ delete ပြီးတော့တစ်ချက်နေမှာ delete နေမှာကျွန်တော် deo စာဖြစ်လိုက်ပါမယ် deo စာကျွန်တော်ဖြစ်လို့ပြီးသားခဲ့ပြီဆိုရင်ကျွန်တော်နောက်တစ်ခုကျွန်တော်တစ်ချက်ပြပေးပါမယ် deo deo စာဆိုလဲသူကိုယ်တိုင် video recording လုပ်ပြီးတင်တာဖြစ်တယ်ဒါပေမဲ့နောက်ခင်တခြင်းဖွင့်ပြီးသွားတဲ့အတူကြောင့်နောက်ခင်တခြင်းတစ်ဆင့် copy ထိတဲ့အတူကြောင့်ကျွန်တော် deo စာဖြတ်ဖို့ဆိုရင် cd တစ်ချက်တော့မယ်ဒီမှာကျတော့သူကိုယ်တိုင် accept change လုပ်သွားခဲ့တဲ့အတူကြောင့်ဒီနေရာမှာတော့အစင်းအောင်ပြတယ်ဒါပေမဲ့ဒီ video ဆက်လက်ပြီးထားမယ်ဆိုရင်ဒီ page အတွက် nda ဖြစ်စေတဲ့အတူကြောင့်နောက်ခင်တခြင်းမှာ copy ပါတဲ့အတူကြောင့်ဒီ video ကျွန်တော်ဖြတ်ကိုဖြတ်ပြ ဖြစ်ဖြစ်သွားမယ်အတွက်ကြောင့်ကျွန်တော်ဒီ yes ဆွဲလေးတစ်ချက်ထောက်လိုက်ပါမယ် yes ထားနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဝါရောင်လေးပြနေတဲ့အတွက်ကြောင့်ဒီဗီဒီယိုဆက်လက်ပြီးထားလို့လုံးဝမရပါဘူးဆက်လက်ပြီးထားမယ်ဆိုရင်ဘလို့ဖြစ်မလဲဆိုရင် page က wish englishman ကြမယ်ဆက်လက်ပြီးထားမယ်ဆိုရင်ဒီ Facebook AI ကလည်းနောက်ကျရင် detect လုပ်ပြီးသွားတဲ့အခါမှာဒီ page က copyright ဖြစ်တော့ခင်မှာ suspended ဖြစ်တော့ခင်မှာပေါ့ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်အတန်ဖိုင်မှာတစ်ချက်ထောက်သွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ copyright content ဆိုပြီးပြရတာပေါ့အဲ့အတွက်ကျွန်တော်ဒီဥစ္စာကိုဖြတ်ကိုဖြတ်ပြရပါမယ်ခင်ဗျာနော်ဒီဥစ္စာလည်းဖြတ်မယ်ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုတစ်ချက်ပြပြပေးမယ်ဒီဥစ္စာဆိုလို့ရှိရင်လည်းသူကိုယ်တိုင် video recording လုပ်တာဒါပေမဲ့ဒီ page online မတိနားမလဲပဲနောက်ကတချင်းမြမြကြွကြွတွေထည့်ပြီးသွားတဲ့အခါမှာတချင်းနဲ့ပတ်သက်ပြီး copyright ထိတဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော်တစ်ချက် CD တစ်ချက်နေပြီးသွားမှာဆိုရင် ဒီဥစ္စာမှာ accept chain လောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာဆိုရင်တော့ရက်ဆွဲလေးပဲထောက်ပြီးအဲ့အတွက်ကျွန်တော်ဒီ fact check နေမယ် delete တစ်ချက်နေမယ် delete တစ်ချက်နေပြီးသွားလိုက်ပါမယ်ခင်ဗျာနော်ဒီပုံစံအတိုင်းပဲကျွန်တော်ဒီ page မှာရှိနေတဲ့ copyright content နဲ့အားလုံးကို ဒီလိုလေးပဲကျွန်တော်တစ်ချက်ဖြတ်ပြီးမှသွားရပါမယ်အဲ့အတွက်ကျွန်တော်ပြန်ပြပြီးမှ sport and bus တစ်ချက်သွားမယ် you are electric သွားမယ်ဆိုဒီမှာနောက်ထပ်၄ခုကျန်တယ်ဒီဥစ္စာလေးအဲ့ဒီပုံစံအတိုင်းဖြတ်လို့ပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော် page ကိုတစ်ချက်လာရပါမယ်အဲ့အတွက်ကျွန်တော် page လာဖို့ဆိုရင်ဒီဥစ္စာတစ်ချက်နေပြီးမှဒီဥစ္စာတစ်ချက်နေလိုက်မယ် page မှာလာပြီးမှဒီ page owner တင်ထားတဲ့ content ကိုတခြားစစ်စစ်ရပါမယ်အကယ်လို့ video တင်ထားလို့ဆိုရင် original video တင်ထားပြီးမယ် video မှာနောက်ခံတစ်ချင်းပါတယ်ဆိုရင်အဲ့ဒီနောက်ခံတစ်ချင်းကျွန်တော်ဖြတ်ပြီးသွားရပါမယ်အကယ်လို့တက်ပုံပါ냐တင်ထားဆိုရင်တက်ပုံကလည်း reuse content repurpose content တင်ထားဆိုရင်အဲ့ဥစားဖြတ်ပြီးမှအဲ့ဒါမှ post edit content edit တင်ပြီးမှ request save တင်ပြီးတွားရပါမယ် request save ဘယ်လိုတင်ပြီးတွားရမယ်ဆိုရင်ဒုတိယဗီဒီယိုမှာကျွန်တော်ပြပြပေးမယ်ဒီပထမဗီဒီယိုမှာတော့ tpage owner ဖြစ်နေအမှန်နဲ့ပြပြအားလုံးဖြတ်ပြီးမှ setting setup ချိန်ပြီးမှအဲ့ဒါမှ request save တင်ပြီးတွားရပါမယ်နောက်တစ်ခုကျွန်တော်ပြပြပေးမှကျွန်တော်ကျွန်တော်ဒီမှာဆိုရလို့ရှိရင် page is recommendation ကျွန်တော်တစ်ချက်ယူသွားပြပါမယ်ခင်ဗျာနော်ဒီ page ကကျွန်တော် subs အဲ့ဒါဒီနေ့နဲ့ဆိုရင်73ရက်လောက်ရှိသွားခဲ့တဲ့အတွက်ကြောင့်ဒီ page ကိုကျွန်တော်ပြပြဖို့ကြံနေတဲ့အတွက်ကြောင့် တော့တဝက်တစ်ဖက်ဖြစ်နေတဲ့အတိုင်းမို့ပေါ့နော်ပထမတော့ service လာ add on ဆိုတဲ့နာမည်ဆိုရင် your recommendation is suspended ပြမှာဒီ star ကတက်ချက်ကပြတော့ဖြစ်လာပေါ့နော်ကျွန်တော်တို့အနေချင်းပြပြလိုက်တဲ့အချိန်မှာ star ကကောင်းတော့ခဲ့မှာဒီမှာဆို grow address ဆိုမှဖြစ်တော့ခဲ့တယ်ပေါ့နော်ဒီလိုမျိုး star ကောင်းတော့ခဲ့ပြီဆိုရင်တော့ဒီ page မှာတင်လိုက်တဲ့ content ဟာဒီ page မှာရှိတဲ့ follower အားလုံးရှိကို notification ရောက်စေတဲ့အဲ့ကဲလို့ကျွန်တော်ဒီ address grow address ပြောက်မှာ page is recommendation on enable ဖြစ်သားခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော် page မှာတင်လိုက်တဲ့ post content ရဲ့ဒီ page မှာရှိတဲ့ follow အားလုံးစီရဲ့ notification တော့ရောက်မယ်ဒါပေမဲ့ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေဆိုလည်း Facebook က automatic suggest ပို့ပေးတယ်ဘလို့ suggest ပို့ပေးလဲဆိုရင်ဒီ page မှာတင်တဲ့ content နဲ့ related ရှိတဲ့လူတွေကို like လုပ်တဲ့လူတွေ related ရှိတဲ့လူတွေကို automatic Facebook ကပို့ပေးတဲ့အတွက်ကြောင့်မို့ follower အစ်တတွေတိုးပြီးလာမယ် reach engagement တိုးပြီးလာတဲ့အတွက်ကြောင့်မို့ page က performance တော်တော်လေးကောင်းလာပါမယ်အခုဒီ page ကိုကျွန်တော်ဖက်ကန်တဲ့ဒီ error လေးတွေအားလုံးဖြေရှင်းလို့ပြီးတော့ခဲ့ ီဆိုရင်ပြီးလို့ရှိရင်ဒီ Facebook ကိုတေချာလေး affiliate ပါ냐တင်ပေးလိုက်ပြီဆိုလို့ရှိရင်အချင်းတို့အတွင်းမှာ page တင်တော့ခင်ဗျပြီးလို့ရှိရင် page is recommendation နဲ့ enable ဖြစ်ပြီးလာမယ်အတွက်ကြောင့်အရင်အဆင်ပြေမယ်ပထမတစ်ခေါက်တော့ဆိုရင်တော့ဒီ monetization ပါဆိုလို့ရှိရင် register ဖြစ်သွားခဲ့တဲ့အခုစ limit တွေပြတာပေါ့နော်ဒီဥစားကျွန်တော်ပြုတ်ပြင်လိုက်မှာဆိုရင်ဒီဥစားအားလုံး enable ဖြစ်ပြီးလာပါမယ်ဒီနေ့ဒီပထမဒီလောက်ပဲကျွန်တော် ဒီ page owner မတိနားမလဲဗျာဘလို့ post content မျိုးတင်ခဲ့ပြီးတော့ကျွန်တော် strike လေးတွေထိတော့ခဲ့တယ်ဆိုပြီးအားလုံးကျွန်တော်ပြပြပေးတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ ठी နဲ့ strike တွေလည်းဘလို့ဖြတ်ပြီးသွားရမယ်ဆိုပြီးအားလုံးကျွန်တော်ပြပြရှင်းပြပေးတယ်ကျွန်တော်လူကြီးမေတို့အားလုံးနားလိုက်မိနေမယ်လူကြီးမေတို့ page မှာလည်းအခုလောက်တိုင်းဖြစ်နေဆိုရင်တော့ဒီ video ကြည့်မှကိုယ်ကိုယ်လည်းဖြည့်ရှင်းသွားလို့ရပါတယ် part 2 video မှာကျွန်တော်တို့ page quality အနီရောင်နဲ့အစိမ်းရောင်ဖြစ်အောင်ဘလို့ request view တင်ပြီးသွားရမယ်ဆိုပြီးအားလုံးအသေးစိတ်ကျွန်တော်ပြပြရှင်းပြပေးပါမယ်ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်